TikTok မှာဒီမှာ ban ခံထားတဲ့ video လေးရှိတယ်အဲ့ဒါလေးတွေကိုဒါလေးက ineligible ဆိုပြီးပြသွားတာပေါ့နော်အဲ့ဒီ ineligible ပြသွားတဲ့ဥစ္စာကိုဘယ်လိုပြန်ပြီးတော့လုပ်လို့ရလဲဆိုတာကိုပြောပြပေးမယ်အဖြစ်ရတင်ရတာအရင်မခက်ဘူးလွယ်တယ်နော်ဟို video လေးပြရင်မကြည့်လိုက်နော်ဒီမှာဆိုလို့ရှိရင်ကြည့်လိုက်ဒီမှာ ban ခံထားတဲ့ video လေးပြန်ကောင်းသွားရတယ်လားမပြန်ပြီးတော့ link ဝင်ရင်ချိလို့ရပါရဲ့ပေါ့နော်အဲ့ဒါလေးတွေကိုဘယ်လိုမျိုးလုပ်လဲဆိုတာပြရမယ်ဒါဒီကောင်လေးကအစတော့ကဘန်းခံတာလို့မဲနေတဲ့ကောင်လေးဒီသူက for you မှာမပြတော့ဘူးဆိုပြတယ်ပေါ့နော်အခုပြန်ကောင်းသွားရင်အဲ့ဒါလေးပြရမယ်နော်ဒီမှာဆိုလို့ရှိရင်ဒီမှာ analogy ဆိုပြီးတော့ဖြစ်နေတဲ့ခေါင်းလေးနှစ်ခုရှိတယ်ပေါ့နော်အဲ့ဒါဒါလေးကိုအပြည့်ပဲပြန်ပြီးတော့တင်ပြမယ်เนาะဒါတစ်ခါတည်းကြလို့ရှိရင်သူများတွေ report ထုတ်လို့ရှိရင်လည်းဖြစ်တတ်တယ်လို့မျိုးတစ်ခါတည်းကြလို့ရှိရင် Facebook ရဲ့ AI ရဲ့အမှားကြောင့်ပေါ့နော် AI အမှားကြောင့်သူကဒါကို policy ညှိရဆိုပြီးတော့လည်းလောက်တတ်တယ်ကိုကတော့ content ကတော့တင်ထားတာ policy မညှိဘူးမှန်လည်းမှန်တယ်ဒါပေမဲ့သူက policy ညှိရဆိုပြီးပြောတာမျိုးရှိတယ်အဲ့ကြောင့်ကိုကပြန်ပြီးတော့အပြည့်ပဲပြန်တင်လို့ရတယ်ကိုကိုတိုင်ကသူ့ရဲ့စီမီစီကနေချိုးပေါက်ထားရင်တော့တင်လို့မရဘူးเนาะဒါကကျွန်တော်ကဘာမှမချိုးပေါက်ထားဘူးဒီလိုပြန်တင်လို့ရတယ်ဒါလေးကိုနှိပ်စိတ်ကိုမတက်မတက် လှစ်ပြီးလို့ရှိရင်ဒီမှာအောက်ဆုံးမှာ eligible for recommendation ဆိုပြီးရရှိတယ်ဒါလေးကိုနှိပ်ပါเนาะဒါလေးနှိပ်နှိပ်ပြီးတော့လို့ရှိရင်ဒီ secretary ပေါ်လေး feasibility risk test လို့ပြောပြရတာပေါ့နော်ဒါလေးကိုကျွန်တော်တို့ဒီမှာအောက်ဆုံးပါညာဘက်အပေါ်တော့မှာအပြည့်ရဆိုပြီးရရှိတယ်ခဏလေးကြိုလေးနှိပ်အဲ့နှစ်ပြတိုင်းဆိုလို့ရှိရင်ဒီမှာဒါမျိုးလေးပေါ်လာပြီအဲ့ကျကျတော့ဒီမှာ submit ဆိုပြီးတက်လာရပြီเนาะ submit ကိုနှိ နောက်ဆိုကျွန်တော်တို့အပီရက်ဒီမျိုးရပြီဒီမှာအပီရက်ရက်စစ်ပေါ့နော်အဲ့တော့သူတို့က24နာရီအဲ့ဒါလိုမျိုးလေးသူတို့ review လုပ်ပြီးလို့ရှိရင်ပြန်ပြီးတော့ video လေးပြန်ဖွင့်ပေးတယ်နော်ပြီးရင်နောက်ခုထပ်လုပ်လို့ရတာဒီမှာ do you understand why this video is not eligible for the for the for your fee ပေါ့နော်အဲ့လိုမျိုးဘာကြောင့်ဒီလိုမျိုး analogy ပဲဖြစ်သွားလဲဆိုတော့သိလားဆိုတော့ပေးထားတာကျွန်တော်တို့ကတကယ်ကြီး no လို့လုပ်ပေးနားမလည်ဘူးပေါ့နော်သူတို့မားရဆိုကြအောင်ပြောဖို့လိုတယ်အဲ့တော့ကျွန်တော် no နေနဲ့ no နေပြီးဒီပေါ်ဆုံးဟာလေးပြရမယ် my video does not contain content monetization in the noted and community guideline เนาะตัว community guideline นี่ไม่ใช่จะมาวุ่นสุดจะมาการีเรื่องนี้เดี๋ยวก็เอาเลยยู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  I have seen similar video on my TikTok for YouTube นะที่เราเน้นตัว for YouTube นะบางทีวิดีโอ YouTube มันจะย้ายจากอะไรแล้วจะมาลงแพลนเรื่องนี้บางทีเนาะเอาหน้าที่บางทีเราจะก่อนเราหาเรื่องนี้เนาะที่เป็นจุดรู้ว่าสามีกันเองเอาเป็นว่าแม่งจะรีบบอกเราจะส่งยาไปบอกนะมันจะจันทร์กันเองเนาะ ။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အဖြစ်ရတင်ရောက်စာကအစီရောပါပြီ။နောက်ထပ်24နာရီအတွင်းမှာသူကပြန်ပြောပေးလိမ့်မယ်နော်။ကျွန်တော်ဘယ်ရလဲဝင်ကြည့်လို့ရဆိုတော့ဒီ inbox တွေဝင်မယ်။ inbox တွေဝင်ပြီးလို့ရှိရင်ဒီမှာ assistant notification ဆိုတာလေးရှိတယ်။ဒါလေးပိတ်မယ်ပေါ့နော်။ပြီးရင်ကျွန်တော်တို့ကဒီမှာဒီ video appear result ဆိုပြီးပေါ်လာလိမ့်မယ်။အဲကြံဒါလေးကိုနှိပ်လိုက်။နှိပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့က appear approve ဆိုပြီးပေါ်လာတယ်။အဲ့လိုမျိုးလေးပေါ်လာလိမ့်မယ်။ဒါကတော့ကျွန်တော်မနေ့ကတော့တင်ထားတဲ့ video လေးပေါ့နော်။ပြန်ပြီးတော့သူကပြန်ဖွင့်ပေးလိုက်ပါပြီ။ဒီလိုမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်အဆင်ပြေသွားပါပြီ။ ကျွန်တော်ဗီဒီယိုလေးပြန်ပြီးရော follow team market ပေါ့ပါလိမ့်မယ်နော်။လောက်เสียအဆင့်လေးတွေအဲ့လောက်ပဲအရင်မခက်ဘူးလွှဲတယ်။အဲ့တော့ကိုဗီဒီယိုတွေကလည်းမျိုး analogy ပဲဆိုပြီးပြလို့ရှိရင်အတန်းလို့